အစင်လာမပြန်အာယုံစူးဆိုင်မှုအားနဲ့ချက်ကနေပြီးတော့တင်းနဲ့တာကျင်းတဲ့ခဲ့ရတဲ့ United United ပြိုင်သက်တွေအတွက်ကတော့ဒီရလက်ဟာစိတ်ကျဉ်တဲ့ဆရာကောင်းတဲ့ရလက်တစ်ခုဟုတ်မယ်မထင်ပါဘူး United အနေနဲ့တပွဲလုံးတိုင်းနိုင်ငံကြည့်မယ်ဆိုရင်တိုးတက်လာတဲ့အများကြီးရှိသလိုထုံးစံအတိုင်းအာယုံစူးဆိုင်မှုအားနဲ့ချက်တွေကနေပြီးတော့ခြေပါကိုယ်တွေပြတ်ပေးလိုက်ရပြီးအခုဆိုရင်နှစ်ပွဲဆက်တိုက်တင်းတက်မှတ်နဲ့ကျင်းတဲ့ခဲ့ရဖြစ်ပါတယ် စပွားဝင်ဝဲခွဲမှာတည်ချခဲ့တာရာရလက်ပိုင်းကပြောမယ်ဆိုရင်ဂျင်းနဲ့ဆရာရလက်လို့ပြောပေမယ်တကယ်တမ်းပွဲအတွင်းစွမ်းဆောင်ရည်နဲ့ခြေစမ်းရယူလိုက်တဲ့အတင်ဟာအနိုင်ရဖို့အတွက်ထိုက်တန်ခဲ့တာဖြစ်ပါတယ်။ပြောမယ်ဆိုရင်မိနစ်80လုံးလုံးဝမ်းစင်းနဲ့ဥဆောင်ထားနိုင်တဲ့နေသားကနေနောက်တန်းကအာရုံစွမ်းမှုအားနဲ့ချက်ကနေခြေပါကိုယ်တွေအနိုင်ကိုယ်တွေပြန်ပေးလိုက်ရပြီးဒီလေးကြောက်တာပေါ်ယူလိုက်တဲ့တို့ရှုံးဝဲတွေ့တော့မှာတေးကြပါတယ်။ စပါးဆိုတာကပြီးခဲ့တဲ့ရာသီတုန်းက United တို့၄ချိန်တွင်းဆုံးခဲ့ရမှာ၄ချိန်စလုံးရှုံးနေထားတဲ့အသင်းဖြစ်ပါတယ်။ဒီရာသီမှာလည်းစပါးအသင်းဟာပုံစံကောင်းနေပြသနေပြီးတော့ United ရဲ့အထက်မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့ရမက်တူကိုကွာအချန်နဲ့ရပ်တည်နေတာကြောင့်စပါးအသင်းရဲ့ခြေစွမ်းဟာ United တို့ကောင်းကောင်းရှင်းနိုင်တဲ့အနေထားမှာရှိနေပါတယ်။တကယ်တဲ့ပွဲချိန်အတွင်းမှာလည်း United ကစပါးအသင်းကိုကောင်းကောင်း dominate လုပ်နိုင်ခဲ့ပြီးတော့ဥဆောင်ကိုလည်းအရင်ရရှိခဲ့တာပါ။ဒီဘက်လုံးတိုင်းနာရပြောမယ်ဆိုရင် United အနေနဲ့နိုင်ကိုနိုင်အသင်းနဲ့ပွဲမျိုးလို့ပြောရမှာဖြစ်ပြီးတော့ထုံးစံတိုင်းအာယုံစူးစိုက်မှုအားနဲ့ချက်ကနေပြီးတော့တည်နေတာခြေနဲ့သွားခဲ့ရတာဖြစ်ပါတယ်။ စပါအသင်းအားယူလိုက်တဲ့အသင်းကိုအထွန်းမိုးကစားထားနိုင်ခဲ့တာမျိုးသိမရှိပဲနဲ့ပွဲကြီး status ကိုသွားကြည့်မယ်ဆိုရင် expected goal လို့ခေါ်တဲ့ HG ကစပါအသင်းက3.9နှစ်ပဲရှိရချင်မှာ United အသင်းက3.63ရှိနေတာဖြစ်ပါတယ်အစုပေါင်းကံချက်ကိုကြည့်မယ်ဆိုရင်စပါအသင်းကပို့ပြီးတော့အားသာတယ်လို့ betchan မှာလည်းစပါအသင်းက3ချိန်ထိရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဆုံးသတ်ပိုင်းမှာ United ကပိုကောင်းခဲ့လို့ပြောမှာဖြစ်ပြီးတော့ဥဆောင်ကိုနဲ့ဒီချေပါကိုနှစ်ကိုစလုံးဟာ United ရဲ့ဒီ set piece အားသာချက်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းစမ်းကြံမဲ့အနေနဲ့ United ရဲ့နောက်တန်းဟာ ရုပ်ရည်ပြိုင်ပွဲရဲ့မထင်မထားပဲကန်နဲ့ကန်ချက်တွေကိုတော့ကာဝယ်ဖို့အားနည်းနေဆဲပဲဆိုတာဒီနေ့ပွဲမှာအသက်တည်ပါမယ်။ယူနိုက်တက်ဟာဒီနေ့ပွဲမှာသူတို့ရဲ့ပုံစံတိုင်း၃လနဲ့နဲ့ပွဲထွက်လာခဲ့တယ်။တိုင်းစစ်မှာကိုညာကိုထောင်ထားခဲ့ပြီးတော့အန်ဘူမိုအာမဒိုနဲ့တွဲပေးထားပါတယ်။ကိုလည်းမှာတော့ဖိုင်နယ်နဲ့ကက်စမဲလိုတို့ပွဲထွက်လာခဲ့ပြီးတော့ဝင်းဘတ်တွေဖြစ်မှာဇာဝင်နဲ့ဒူဂူတို့ကိုခင်းကျင်းသွားခဲ့တာပါ။အခုဒီမှာကတော့ဆန်နီလက်စမဲပဲဖြစ်ပြီးနောက်တန်းမှာရှော့မကွိုင်းယာဒီလေးတို့ပါ။အဲပါသင်းကလည်း၄နှစ်၃နှစ်ကစားကွက်ပေါ်မှာသူတို့ရဲ့အကောင်းဆုံးလူဆင်းဖြစ်တဲ့ကုလိုမိုအနီဂျိုဆင်စီမိုရီချာလီဆန်ပေါ်လင်ယာဆားတို့နဲ့ပဲယူနိုက်တက်ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ ပွဲဆောင်ရိုက်တက်ဟာဖီအားတွေပဲဒီလီစကားတွေမေးထားနိုင်ခဲ့တယ်လို့စပါးသင်းကလည်းအင်ရှင်ပီယူနိုက်တက်ကိုအကောင်းဆုံးပုံစံနဲ့တုတ်ပြန်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘရောင်းရဲ့တစ်ပိုင်းလုံးစွမ်းဆောင်ရခြင်းမယ်ဆိုရင်ယူနိုက်တက်အသင်းကစပါးသင်းရဲ့ပိုကောင်းတဲ့ပုံစံတစ်ခုကိုပြသထားနိုင်ခဲ့ပြီးစပါးသင်းအနေနဲ့ယူနိုက်တက်ဘက်ကိုဂိုးပေါက်ချင်းချောပေါက်အတွက်ရုန်းကန်ခဲ့ရတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ပွဲချင်း32မိနစ်မှာတော့ယူနိုက်တက်တို့ဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီးအာမက်တီယာလိုရဲ့ဖြတ်တင်ပေးပို့မှုကိုအမ်မူမူကခေါင်းထိုင်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဥဆောင်ကိုပေးလိုက်ရပြီတော့စပါအသင်းကတမန်တိုင်းစစ်ကနေဖိအားပေးမှုတချို့ပြုလုပ်လာတာမျိုးရှိခဲ့ပေမဲ့ United ကုသမာဆန်နေလက်စမန်ကအကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။ Prime မှာ1-0နဲ့ United တို့ဥဆောင်ထားနိုင်ခဲ့ပြီးဒုတိယပိုင်းပြန်လည်စတင်ချိန်မှာပဲ United ကလည်းပွဲကိုကောင်းကောင်း dominate လုပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကနအူကပြောသလိုပဲစပါအသင်းကလည်း United ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အသင်းဖြစ်ပြီးသူတို့ရဲ့ဘယ်ညာတောင်ပံတွေကနေပြီးတော့ United ရဲ့ခံစားအကြောင်းကိုပုံစံမျိုးစုံနဲ့ထိုးဖောက်ဝင်ရောက်ပြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲရင်84နှစ်မှာတော့စပါဘက်ကခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးဒီဘုတ်ကလည်း United အသင်းရဲ့ကစားသမားတွေမမ်မာကင်ခက်ရကားနေပြီးတော့မိုက်တိုင်းတဲအသွင်းသွားခဲ့တာဖြစ်ပါတယ်။ဘဝနဲ့ဖလမ်ဖလမ်ဖြစ်တဲ့အချိန်မှာပွဲကတော့ပုံမြိုင်လာခဲ့ပြီးတော့တာမန်ပွဲကစားချိန်ပြီးဆုံးလို့နာချင်းချင်းပို့10မိနစ်မှာအော်တိုဘတ်ရဲ့ကန်ချက်က Richarlison အထိကလမ်းချောင်းပြောင်းသွားခဲ့တာကြောင့် စပါတော့ဥဆောင်ကိုပြန်လည်ရရှိသွားခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်လိုရှုံးပြီလို့ထင်မှတ်ခဲ့ပေမဲ့လည်းတမန်ပွဲအစားချိန်ပြီးဆုံးလို့နာကျင်ချိန်မှာ6မိနစ်မှာဘလူးရိုဖိုင်နယ်နဲ့ဖျက်တင်ပေးမှုကလည်းဒီနေ့ကကောင်းတိုင်ပြီးယူနိုက်တက်အတွက်အဖိုးတန်တေးတမှတ်ကိုရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အခုဆိုယူနိုက်တက်တင်ရနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်၅ပွဲအစားရှုံးပွဲမရှိဘဲနဲ့၃ပွဲနိုင်၂ပွဲတေးနဲ့ပုံစံကောင်းတစ်ခုကိုပြသနိုင်ရလို့ဆိုရမှာပါ။